အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြေဆွေးလိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူတိန်ဝုံမုံပြေဆုံးမိုးရေးသားထားတဲ့အမားတစ်ခုဤနီကုံဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်အမားတစ်ခုဤနီကုံအေးပြော်နေသည်ဟုထင်မှတ်မှားရလောက်အောင်ငိန်သက်စွာလဲလျောင်းနေသည်မမ၏အနေတွင်ကျမ၏တောကမီတို့တညင်ညီလောင်ကျွမ်းလျက်ရှိသည်မမရဲ့မမ ညီမလေးခေါ်နေတယ်လေမမရဲ့ထားကြည့်ပါအောင်လားမဖြေနိုင်ပါဖြေနိုင်စရာအကြောင်းမရှိဖြေသိမ့်စရာစကားလည်းမရှိမျက်ရည်များသာဇက်တိုက်ကြလာ၏အဖြစ်ဆုံးနှင့်ကြုံခဲ့ရသောမမကိုကြည့်ပြီးကျမရင်တွေနင်းနေသည်ဝမ်းထဲလုံးကြီးစွတ်တန်နေ၏မမကျမ၏တူထဲသောမမဖြစ်မှဖြစ်ရတယ်မမရဲ့ မမပြောတော့အဆင်ပြေတဲ့တနေ့ညီမလေးကိုလာခေါ်မယ်ဆိုစောင့်နေတယ်လေမမရဲ့ညီမလေးစောင့်နေတာရှင်နေရှိတပြပြောကဝမ်းပန်းနေငိုကြွေးနေသည်ကျမ၏အနာတို့ဖဖေတို့လင်မယားရောက်လာသည်တမင်းငယ်ငိုတန်ဆွနေသည်ဖဖေတန်ထင်မထားသည့်မျက်နှာထားနှင့်ဖဖေမိန်မသူတို့ရောက်လာခြင်းကိုမမကြည့်ဖြူလိမ့်မည်မဟုတ်သူတို့ကိုမမတွေးချင်မြင်ချင်လိမ့်မည်မဟုတ်ထိုးကြောင့်သာနှင့်လော်ရသည် ပြမဖဖေဖဖေတို့ကိုမမကတွေ့ချင်မှာမဟုတ်ဘူး။တမီးတယောက်ထဲမမနာမနေပြစေ။ပြန်ပါတော့ဖဖေ။ဤတို့ပြောတော့ဖဖေငိုသည်။ဖဖေအဖြစ်တွေပါတမီးရဲ့ဖဖေအဖြစ်တွေပါ။တမီးမမအခုတော့အဖြစ်ဆုံးမျိုးနဲ့ကြုံရတာဖဖေကြောင့်ပါ။ဖဖေကိုခွင့်မလွတ်ပါနဲ့။ရကုမဖဖေအတိတရားရလဲမထူတော့ပြီ။မမမရှိတော့ပြီ။ပြန်ပါတော့ဖဖေရဲ့ပြန်လိုက်ပါတော့။ ခုမှဖေဖေငိုပြနေလဲအပေါ်ပါပဲမမကြည့်နေရင်စိတ်ဆိုးနေပါမယ်မမစိတ်ချမ်းသာအောင်ထားလိုက်ပါတော့နော်မမစိတ်ချမ်းသာတယ်လို့ဒါနေပါစေတော့လားနေစေလိုပါသည်မမကိုစိတ်ချမ်းသာစေချင်သည်ဟိုတစ်ချိန်ကဖေဖေသည်မမကို စိတ်ဆိုးစိတ်တူစိတ်ဆင်းရဲစေခဲ့သည်မဟုတ်ပါလားအငယ်မရေအငယ်မရှဲမမမပြီးသေးဘူးလားကြောင်းတော့ကြတော့မယ်မြင်မြန်လို့ ဟုတ်ဟုတ်ဆိုသည့်စကားကိုတန်ရှင်ဆွဲပြီးကျမအင်ကြီးရွေးနေသည်မှမပြီတော့မေမေမရှိကလေးကကြောင်းသွားဖို့အရေးနှောင့်နှေးလာခဲ့သည်မှအစဉ်အလာလိုဖြစ်နေခဲ့သည်မေမေရှိစဉ်ကလိုအရာအားလုံးဟန်ချက်ညင်ညင်မတော်လက်တော့လေးတိလေးကန်သွားရပေါင်းများ၏အငယ်မရေတွတ်တွတ်လက်လက်လှုပ်ပါဟဲ့ကျမကမမမပြောရတဲ့နေ့ဟူရဲ့မရှိ နေ့တိုင်းမမအတန်ကြာရ၏ ကျမကလည်းကျမပင်အရာရာမှာနှေးတိနေကံ မမကကျမထက်အသက်12နှစ်ကြီးသည် မမ6တန်းနှစ်မှာကျမကိုမွေးသည်ဆို၏ကျမ17နှစ်သမီးမှာအမေဆုံးသွားသည်မမေဆုံးတော့မမကြောင့်ပြီးခါစားပင်ရှိသေး၏မမေဆုံးပြီးတိတ်မကြခင်ဖေဖေနောက်အိမ်တော်ပြုတ်သွားခဲ့သည်မမနှင့်ကျမနှစ်ယောက်ထဲသာကြံခဲ့တော့၏ အမိသာမကအဖပါမဲ့သွားတော့ကျမကိုမမကပင် ပြုစုဆောင်ရှောက်ခဲ့ရသည်မေမေဆုံးတာဖဖေကြောင့်ဖဖေကိုစိတ်တူတယ်ပျော်ပျော်ပြီးငိုနေတတ်သည်မမသည်ဖဖေနောက်အိမ်တော်ပြုခြင်းကိုမကျေနပ်တမီးတွေကိုမငဲ့ညာပဲလှုပ်ရက်လေချင်းဟုဆိုက အမုံကြီးမုံနေတော်သည်ဖဖေပွေလို့ရှုပ်လို့မေမေတရတာဖဖေသားမပွေမရှုပ်ရင်မေမေတေမှာမဟုတ်ဘူး စိတ်ဖိစီးမှုတွေညာပြီးစိတ်ဆင်းရဲမှုတွေတွေးကြုံခဲ့ရသည့်မမေကိုတနာတော်ကြောင့်ဖြစ်မည်။မမသည်ဖဖိအပေါ်မကြေမချမ်းပျော့ပျော့နေတတ်၏။တီးခတ်နိုင်စွမ်းကြီးမားလွန်တော်မမေကမူဖဖိအပေါ်မြည်သည့်အခါကားမျှမကောင်းမပြောခဲ့ပါဘဲ။တမီးတို့ရဲ့တမီးတို့အဖေအပေါ်အဖြစ်တွေမမြင်ကြပါနဲ့ကွယ်။အဖေလေမပြောကြနဲ့။တမီးတို့ငရဲကြီးမှာဆိုတယ်။မမေလည်းအပြောသာရှိ၏။ အမတ်သေးချီကြီးသောမမသည်ဖဖေအပေါ်စိတ်ဆိုးမြဲဆိုးနေတတ်ပေသည်ဖဖေဟာလေမမေကိုထဲမတွက်ဘူးတမီးတို့ကိုလည်းအရေးမဆိုင်ဘူးသူအပျော်ရှာဖို့ပဲတတ်တယ်မမေနေမကားဖြစ်နေတာတော့မှမမေအနာမှာနေဖို့မရဘူးတတော်ဆိုးတဲ့ဖဖေပဲမမတရားမျက်စိအောင်မြင်နေရသည်မမေကိုတနာလေလေဖဖေအပေါ်အပြစ်တွေမြင်လေလေတနေ့ထုံနေ့ကိုမမေနိုင်ပါ နောင်မင်းမနှင့်ထွက်ပြေးသွားသည့်ဖဖေသည်သူ့မင်းမကိုခေါ်ပြီးအိမ်ပြန်ရောက်လာခဲ့၏မမေတိတ်ပြေးတာဘယ်လောက်ကြာသေးလို့လဲဖဖေကနောင်မင်းမခေါ်ပြီးပြန်လာရတာလေစိတ်ဆိုးမှန်ဆိုဖြစ်ပြောလိုက်သည့်မမ၏စကားကိုဖဖေကယူမထားနေစရာမရှိဘူးပြောမလို့မလားဖဖေပါသာဘယ်မှာပဲနေနေဒါမမေအိမ်သူ့ကိုခေါ်မလားနဲ့ခေါ်မလားလို့လဲဖဖေစကားရပ်သွားပေမဲ့နောင်မင်းမဆိုသူကမမကိုကြည့်ပြီး ဟဲ့ရိုင်းလာကြည်လားဒါဖေအေကိုပြောရမယ်စကားလားကိုကိုနော်တမီးတွေကိုအလိုမလိုက်နဲ့ကန်းတက်လိုက်မယ်လူလေးကြည့်တော့တေးစီတေးညံနဲ့ဘက်နဲ့ဖေအေကိုပြောနေလိုက်တာများမပြောလိုက်ချင်ဘူးဟမ်အပြောခံလိုက်ရသဖြင့်မမမျက်ရည်တွေပုပ်ပပောက်ကျလာပြီးဖေဖေရှိမှပင်ထုံမင်းမကိုတုံကတွားတွားမလာနဲ့တွားအပေါ့စီတွန်းထော်ဒေါ်ရတကြီးပြောတော်သည် ခနာတာကြောင့်ကြီးနေသောဖေဖေသည်တတိဝင်လာသည့်အချိန်မမလက်ကိုဆွဲဖယ်ပြီးတမီးဒါဘာလုပ်တာလဲအဲ့လိုမလုပ်ရဘူးလေမလုပ်နဲ့သူ့မိမကိုလည်းခင်စိတ်မဆိုးနဲ့နော်တမီးကတွဲပူနေတော့မို့ပါခင်ကနားလည်ပေးလိုက်ပါနော်ပြပြသလဲတောင်းပါတော့ဤမမအရှိုက်ကိုထီလေးပြီးဖေ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 မျက်လုံးထဲမှာတူပဲရှိတာလားတမီးတော့မရှိတော့ဘူးလား နောင်မဲမလက်ကိုဆွဲပြီးသမီးကိုအရင်မဆိုင်ဘူးဆိုသည့်ပုံစံမျိုးနှင့်ဖေဖေကမမကိုတိတ်ဆန်းဆို၏ဖေ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 ဖြေပါဖေဖေရဲ့ဖြေစမ်းပါဖေဖေစိတ်ထဲမှာသူပဲရှိသလားသမီးတို့မရှိတော့ဘူးလားကျမကိုကြည့်လိုက်ဖေဖေကိုမေးလိုက်ဖြင့်မမအော်ဟင်းနေတော့လဲဖေဖေစီကားဖြင့်ဘာအသားမှထွက်မလာတော့ပေရရလေဖ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 ေမဖြေချင်မဖြေပါနဲ့ဒါပေမဲ့တခုတော့တီထား ဖဖေးနဲ့တမီတားဖတန်ရောက်စဉ်ဒီမာလင်ပြက်ပြီဖဖေးကိုတမီအဖေတရားအဖြစ်နဲ့အသိမှမပြုတော့သလိုတမီကိုလည်းတမီတရားအဖြစ်နဲ့မတတ်မှတ်ပါနဲ့တော့ဖဖေးနဲ့တမီငိုရင်းကစကားကိုပင်ဆုံးအောင်မပြောနိုင်တော့အခါနဲ့ပြေးဝင်သွားတော့သည်အထောက်အပိုးတွေပြင်နေသည့်မမသည်ခရီးရှိတစ်ခုသွားတော့မည်ကိုကျမသိနေပါ၏။မှတ်ပုံတင်ကအစာအပွဲလက်မှတ်အစုံ၊စာရွက်စာရအကုန်လုံးထည့်နေသည်ကိုတွေ့ရသည်။ အဝတ်အစားတွေလည်းပါ၏။အငယ်မနင်လိုက်မှလား။ကျမကိုကြည့်ပြီးရှိုက်ရင်မေးသည်။ကျမကတော့မမသွားမှကိုစိတ်မကောင်းဖြစ်နေတော့လဲဖဖေနဲ့ပတ်သက်ပြီးမြည်ဒီကိုမျှမခံစားရသည်အလား။တည်ငြိမ်နေခဲ့သည်။နင်ကနဲ့လိုက်မှလားဒီမှာနေခဲ့မလား။မမတကယ်သွားမှလား။သွားမှာ။ဘယ်ကိုလဲ။မသိသေးဘူး။ဟမ် မသိသေးဘဲနဲ့ဘယ်လိုလုပ်မလဲကြောင်းပြီးပြီလေအလုပ်လုပ်မှာပေါ့အလုပ်မရှားပါဘူးလူမသိငွေမရှားတဲ့ငါအလုပ်လုပ်မယ်သူ့အကြံနဲ့သူစီစဉ်နေသည့်မမကိုကျမတားကြည့်ပါသေးသည်မမရဲ့မမကမိန်းကလေးလေအဲ့လိုကြီးဖြစ်ပါမလားမတော်ပါနဲ့လားနောက်ဆိုရင်တော်ပါတော့အေးတော်ပြီနေနေချင်းနေခဲ့ငါကတော့သွားမှာပဲသွားမယ် စိတ်တွေစိုးနေသည်မမကိုကျမတားမရပါထို့တော်မမသည်ကျမကိုအလွန်ချစ်၏မမအစဉ်ပြေရင်လာခေါ်လှဲ့မယ်စောင့်နေနော်ခေါင်းလေးညိတ်ပြီးကျမငိုကြံခဲ့သည်မမလည်းမျက်ရည်တွေနဲ့ထွက်သွားတော့၏မမသွားတော့မှဖဖေတို့လင်မယားအခန်းထဲကထွက်လာသည်ငိုနေသည့်ကျမကိုဖဖေကမငိုပါနဲ့သမီးရဲ့သမီးမမခဏပဲသွားတာပြန်လာလိမ့်မယ်သူအကြကြီးမနေနိုင်ဘူးရဲ့ကြည့်နေပြန်လာလိမ့်မယ် မငုံနဲ့မငုံနဲ့တိတ်တိတ်နှစ်သိမ့်စကားတွေနားမဝင်နိုင် မမအကြောင်းတွေးနေမိ၍ဖေဖေလိုက်ခေါ်လိုက်ပါလားဖေဖေလိုက်ခေါ်ရင်မမစိတ်ပြေသွားမှာခေါ်စီချင်တော်လဲလိုက်မခေါ်ပဲရန်နေခဲ့သည်ပြလာမှာပါသမီးရဲ့ပြလာလိုက်မယ်အတိအကြကြီးပြောနေပုံထောက်ရင်ဖေဖေစိတ်ထဲမမခဏလေးတွားမြင်ထင်နေပုံရသည်ပြမလာတော့ဘူးဆိုရင်ရော လာမှာပါသမီးရဲ့လာကိုလာမှာပြန်မလာပဲသူမနေနိုင်ပါဘူးလာမှာတကယ်ပြန်လာလိမ့်မည်အထင်နဲ့ညိနေတော့ဤကျမကတော့မမအကြောင်းကောင်းကောင်းသိသည်ပြန်လာတော့မှာမဟုတ်ဘူးဖေဖေမမစိတ်ကိုသမီးသိတယ်အခုချိန်မှာဖေဖေသာလိုက်မခေါ်ရင်မမဘယ်တော့မှပြန်လာတော့မှာမဟုတ်ဘူးမမကိုကျမနှိမ့်တိုင်းတရေရသည်မမရင်ထဲတွင်လဲကျမကိုထားခဲ့ရလို့စိတ်မကောင်းဖြစ်နေပေလိမ့်မည် ကျောင်းဖွင့်ရတဲ့ရန်နေ့လေထမင်းစားကျောင်းစင်ချင်းအငယ်မဟေးအငယ်မအဝေးကလှမ်းခေါ်သည်မမအတန်ကို ကြားလိုက်ရသည့်အခိုင်အပျော်ကြီးပျော်သွား၏ဟေးမမညီမနှစ်ယောက်ပြေးဖက်ကြသည်နေကောင်းလားအဆင်ပြေလားခေါင်းကိုတဆတ်ဆတ်ညင်ရင်အင်းမမရောမမရောအဆင်ပြေလားဘယ်တော့ညီမလေးကိုလာခေါ်ပါလဲမမအခုဘယ်မှာနေတာလဲ လောလောဆယ်တငယ်ချင်းအိမ်မှာခဏနေတယ်။မမအလုံးလျှောက်ထားတယ်။ရရင်အဆောင်ပြောင်းနေမှာ။အော်အဲကြမလာခေါ်မယ်လေနော်။စောင့်နေသီးလား။အင်းမစောင့်နေမယ်ဆက်ဆက်လာခေါ်နော်။တယောက်နဲ့တယောက်လက်တန်းလက်တန်းချင်းချင်းလမ်းမလမ်းမချင်းထိကဂတိဂတိဆိုလိုက်ကြ၏။ကျမစီကို မမမကြမကြရောက်လာတတ်သည်။လာတိုင်းလေကျမကြိုက်တတ်သော မုတ်ကလေးများပါလာတတ်၏။ ကျမကိုယ်သာတာเจ้าမှာကြောင်းမေးပြီးဖေဖေအကြောင်းကိုတော့စကားပင်အစာမခံပေမမဖေဖေကလေ မကြားချင်ဘူးမပြောနဲ့ဟိုမပြောနဲ့ဆိုဟိုလေတော်ဆိုအဲ့အကြောင်းပြောရင်နင့်ကိုပါလာမတွေ့ပဲနေလိုက်မှာနော်နောက်ပိုင်းမမမကြိုက်မှန်းသေးလို့ကျမလည်းမပြောဖြစ်တော့ပေဒီတလောမမနဲ့အဆက်အသွယ်ပြတ်နေသေးမှာကြာပြီမမမလာရင်မျှော်နေမိ၏ ဖဖေကလည်းမေးလာသည်တမီးငယ်တမီးစီကိုတမီးမမလာသေးလားမလာဘူးဖဖေ မမမလာတာကြာပြီဘယ်မှာနေပြီဘာတွေလုပ်နေလဲမသိဘူးတမီးကြီးနဲ့လည်းစိတ်ပူရတယ်ကွယ်ထူထူဆန်းဆန်းမမကိုဖဖေမေးသည့်နေ့ကကျမလည်းစိတ်တွေးလေးနေခဲ့သည်မမနေကောင်းပါစေ ကျမပါစေ အန်ဒီရဲ့ကင်းဘေးရှင်းပါစေစိတ်ထဲဆူတောင်းနေမိသည် ဖုံးတန်ကြား၍ကန်ရန်ထွက်လာဖေဖေထူးတန်ကြားလိုက်ရသည်ဟယ်လိုဟုတ်ကဲ့ပြောပါ တဖက်ကပါမေးသည်မသိဟုတ်ပါတယ်ဗျာဟုတ်ပါတယ်ဗျာဖေဖေရဲ့ထိတ်လန့်တန်ကြီးအစုံကျမလန့်သွားမိသည် အနာပြေးသွားရင်ဘာဖြစ်တာလဲဖေဖေဘာလဲလဲဘာဖြစ်လို့လဲဖေဖေမျက်ရည်တွေဝဲလာပြီးသမီးရှင် တမီးမမတမီးမမဖေဖေကိုကြည့်ပြီးရင်ွယ်ထိတ်လာသည်ဘာဖြစ်လို့လဲဖေဖေမမဘာဖြစ်လို့လဲစုံးပြီတဲ့တမီးရဲ့စုံးပြီဟုတ်ရဲ့လားဟုတ်လို့လားဖေဖေရဲ့ဟုတ်တယ်မမရေမမငိုနေလို့မပြေးဘူးကိုကို လိုက်သွားရမှာဘယ်မှာလဲတော့စေးယုံမှာစေးယုံရောက်တော့မမနဲ့အတူနေအခန်းပေါ်ဆိုသူကိုတွေ့ရ၏ ဘယ်လိုဖြစ်တာလဲဟင်ဘာဖြစ်တာလဲလဲတယောက်တပောင်မေးကြသည်ကျမတို့ကိုကြည့်ပြီးမိသားစုတွေလားဟုတ်ပါတယ်ဒါဆိုသူညီမလေးဆိုတာကျမပါ ပြောရင်ရှေ့သွားလိုက်သည်ကျမကိုဓာတ်ပုံလေးတစ်ပုံလှမ်းပေး၏ညီမလေးကိုပေးလိုက်ပါပြောတယ်ကြည်လိုက်တော့မမေနဲ့ကျမတို့ညီမနှစ်ယောက်ရိုက်ထားတဲ့ပုံလေး၃ယောက်သားရီမောနေကြတဲ့ပုံဓာတ်ပုံထဲမှာဖက်ဖေးမပါ တိလိုက်ပါပြီကျမတိလိုက်ပြီမမတီဖဖေကိုနောက်ဆုံးအချိန်ထိစိတ်ဆိုးပြေမသွားဘူးဖြစ်မည်ဖဖေလက်ဝါနေနေ၏မမ၏အခန်းပေါ်ပြောပြသည့်အကြောင်းကရင်နာစရာသူညမလေးကိုအနားမှခေါ်ထားချင်လို့တဲ့အလုပ်တွေတအားလုပ်တာ နေရောညပါမနာတမ်းလုပ်တာကျမနဲ့အတူတူမနေ့ကနေညနေပိုင်းအထိလုပ်ရတဲ့အလုပ်ရှိတယ်အဲ့ဒါပြင်ကျမကအဆောင်မှာနားနေပြီမဲ့သူကမနာဘူး နောက်တစ်ခုဆက်သွားတယ်။ညနေပိုင်းကနေညဥပိုင်းအထိစားတော့ဆိုင်မှာပကံစေးတဲ့အလုပ်လုပ်တယ်။အဲ့ဒီညပိုင်းအလုပ်ကအပြန်ကားတိုက်ခံရရတာပဲ။တိုက်သွားတဲ့ကားကရောမတိလိုက်ဘူးတိုက်ပြေးသွားတာတဲ့။ကျမလည်းစိတ်ယုံရောက်မှတီတော့တာ။မမရဲ့ကျမယူကြုံမရငိုကြွေးမိသည်။ဖေဖေလည်းတမီးကြီးရဲ့တမီးကြီးဖေဖေကိုအပြစ်ပေးလိုက်တာပေါ့လေ။ဟုတ်လားတမီးရဲ့ ဖဖဲအပြစ်တွေအတွက်ဒဏ်ခတ်လိုက်တာဖြစ်မယ်။ဖဖဲအပြစ်တွေဖဖဲသိပါတယ်သမီးရဲ့။ကို့အပြစ်ကိုသိပါတယ်။သိပါတယ်။ဖဖဲမလိမ္မာလို့သမီးမမအခုလိုအဖြစ်ဆုံးနဲ့ကြုံရတာ။ဖဖဲကြောင့်ဖဖဲကြောင့်မှသမီးရဲ့ဖဖဲသာလိမ္မာခဲ့ရင်မိသားစုဘဝလည်းအေးချမ်းမှာ။နောင်နာရယ်နဲ့ဖဖဲတမိုင်းမိုင်းတတွေတွေမမဆောင်ပြီးရတက်တပတ်အကြရင်တော့ ဖေဖေတရသူအချစ်ဆုံးသမီးကြီးကိုဆုံးရှုံးလိုက်ရသည့်စိတ်ဝေဒနာကိုကုစားရအတွက်သာသနာ့ဘောင်တွင်အပြေးဝင်ဖို့ဆုံးဖြတ်လိုက်တော်သည်အမှန်ကိုမမြင်နိုင်ရလောက်အောင်အမှောင်တွေဖုံးနေတဲ့အမားပြင်မရတော့တဲ့ဒီအမားကြောင့်မိသားစုဘဝလေးပျက်စီးခဲ့ရတယ်အသက်တစ်ချောင်းဆုံးရှုံးလိုက်ရတယ်ဖေဖေကိုအပြစ်တွေကိုစေကြောရင်နေသွားတော့မယ်သမီးရဲ့အေးအေးချမ်းချမ်းနဲ့တရားရှာတော့မယ် မင်းလည်းငါ့ကိုစားသမီးငယ်ကိုစောင်းရှောင်းရင်းနေသွားပါမယ်လို့ကတိပေးပါ။သမီးလည်းသူနဲ့အတူတူလေးလေးမားမားနေရနော်။ကျမကိုနှုတ်ဆက်ပြီးအောင်းကြီးပေါ်တက်သွားသည်ဖဖေ။နောက်ကိုလည်းလှဲမကြည့်တော့ပေ။တန်တရာခီးမှအေးချမ်းပါစေဖဖေ။ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲ။စာရေးသူတိမ်ဝုံမှုံပြေဆုံးမိုးရေးတာထားတဲ့ အမားတစ်ခုရင်ဤကုန်းဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။